အားလုံးမင်္ဂလာပါဗျာ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် UFC Flyweight တန်းရဲ့ ranking ဟာဆိုရင်တော့လက်တလုံးပိုင်းမှာအပြောင်းလဲတွေများနေခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ် Joshua Van ဟာဆိုရင်လည်း Rice Luya နဲ့ပွဲမတိုင်ခင် ranking ပြုတ်သွားခဲ့ပြီးမှပွဲပြီးမှအဆင့်15နေရာ ranking ပြန်ဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်အခုဆိုရင် UFC ဘက်က Flyweight ranking ကိုအပြောင်းလဲထပ်လုပ်လာခဲ့ပြီးတော့ Joshua Van အတွက်တရင်ကောင်းတစ်ခုလည်းထွက်ပေါ်လာခဲ့ပါတယ် အဲ့ဒါကတော့နောက်ထပ်တပွဲတော်မထူးရတိတ်ကမှာပဲဂျော့ရှော့ဖန်ဟာအဆင့်၁၄နေရာကိုတက်လန်းနိုင်ခဲ့တာဖြစ်ပါတယ်။အရင်တုန်းကတော့အဆင့်၁၄နေရာမှာဂျော့ရှော့ဖန်ရဲ့ပြန်ဖက်ဟောင်းဖြစ်တဲ့ချားစ်ဂျွန်ဆန်ကရက်တည်နေခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ချားစ်ဂျွန်ဆန်က ranking ထဲကနေပြုတ်သွားခဲ့ရပြီးမှတော့ခိုင်အာဆာကူရာကို ranking ထဲပြန်ထည့်ပေးလိုက်တာဖြစ်ပါတယ်။ခိုင်အာဆာကူရာကအဆင့်၁၅နေရာရောက်လာပြီးဂျော့ရှော့ဖန်ကတော့အဆင့်၁၄ကိုတက်လန်းသွားနိုင်ခဲ့ပါတယ်။ တကယ်တော့ UMC ranking ဆိုတာကဒဏ္ဍာရီတို့လိုအကြီးအကဲတွေကဆုံးဖြတ်လို့မရတဲ့အရာတွေလည်းဖြစ်ပါလေ UMC အဆင့်တက်မှတ်ချက်တွေနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချတာကတော့အဖွဲ့အစည်းကတာဝန်ပေးထားတဲ့မီဒီယာတွေပဲဖြစ်ပါလေတို့တို့တွေက Fighter တွေရဲ့ဆွမ်းဆောင်ရည်နဲ့ရလက်ပေါ်မူတည်ပြီးတော့မှအဆင့်တွေတက်မှတ်ပေးရတာလည်းဖြစ်ပါလေ Flyweight တန်းကတော့သွဲဆိုင်အစ်စ်တွေမရှိဘဲအပြောင်းလဲဖြစ်နေတာဟာနည်းနည်းလေးတော့ထူးဆန်းနေပါလေမီဒီယာတမားတွေအစတုန်းကခိုင်အာဆာကူရာကို ranking အပြင်ထုတ်ဖို့ဆုံးဖြတ်ခဲ့ပြီးမှ ချက်ချင်းပဲ ranking ထဲကိုပြန်ထည့်လာခဲ့ပါတယ်။သူ့အစားရှုံးပွဲကြုံတွေ့ထားရတဲ့ Charles Johnson ကိုတော့ ranking ထဲကနေထုတ်လိုက်တာဖြစ်ပါတယ်။ဒီအခြေအနေတကူကြည့်မယ်ဆိုရင်တော့ Joshua Van အတွက်တင်ခန်းစာယူစရာတွေလည်းရှိနေပါတယ်။လက်ရှိမှာ flyweight တန်ဟာအသက်အကျတွေများနေတာကြောင့်သူ့အနေနဲ့တပွဲ lockdown အမခံလို့မရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။တပွဲလောက်ရှုံးပွဲကြုံတွေ့သွားတာနဲ့တင် ranking ထဲကနေပြန်ဆင်းပေးရမှာလည်းဖြစ်ပါတယ်။ဒါကြောင့် Joshua Van အနေနဲ့လာမယ့်ပွဲစဉ်အတွက်ကိုတော့အထူးအာရုံစိုက်ထားဖို့လိုအပ်နေပါတယ်။ တို့အနေနဲ့နောက်ပွဲတွေမှာနိုင်ပွဲဆက်ယူပြနိုင်မဲဆိုရင်တော့ ranking top 10လောက်အထိပါပါဝင်လာနိုင်ခြေရှိနေပါတယ်။တဆက်ထဲမှာပဲဂျိုရှာဗန်ဟာသူ့ရဲ့ပွဲတင်းကိုမကြာခင်မှာကြားရတော့မဲဆိုပြီးတော့လေလူမှုကွန်ရက်ကနေပရိသတ်တွေကိုအတိပေးထားခဲ့ပါတယ်။ UFC ကိုရောက်ကြတဲ့ကပွဲကူးချမ်းနေတဲ့ဂျိုရှာဗန်ဟာဆိုရင်တော့လာမယ့်ဧပြီလထဲမှာပွဲပြန်ထူးတက်ချိန်ကြောင်းကိုပြောဆိုထားခဲ့ဖို့ပါတယ်။ဒါကြောင့် UFC ကသူ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်တာမျိုးလင်းဖြစ်ပါတယ်။ ်လက်ရှိ UFC Flyweight တန်းမှာ Joshua Van Lubin ပွဲတင်ကိုမကြခင်မှာကြားရမယ်ဆိုပြီးအတိပြလာတဲ့ fighter တဦးလည်းရှိနေပါလေ။သူကတော့ Tekken Olympic ကောင်ပဲဖြစ်ပါလေ။ Olympic ကောင်ဟာဆိုရင်တော့ Capitu အဖွဲ့ထဲက fighter တဦးပဲဖြစ်ပါလေ။လက်ရှိမှာ Flyweight တန်းရဲ့အဆင့်30နေရာမှာရပ်တည်နေပါလေ။ဒါကြောင့် ranking အရလဲ Joshua Van နဲ့တိတ်မကွာပါဘူး။ပြီးတော့သူတို့နှစ်ယောက်ကို UFC ကဘရင်တုံးကလဲပွဲတဲပြီးခဲ့ပူပြီးတော့ပွဲကပြတ်သွားခဲ့ရတာဖြစ်ပါလေ။ ။ဒါကြောင့် UMC က Joshua Bennett Olympic တို့တွဲဆိုင်ကိုပြန်စီစဉ်လာတာမျိုးလင်းဖြစ်လာနိုင်ပါတယ်။ Olympic နဲ့တာပွဲတကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ Joshua Bennett အတွက်ခက်ခဲတဲ့စစ်ဆေးမှုတစ်ခုလို့ပဲပြောရမှာဖြစ်ပါတယ်။တကယ်လို့ဒါ Joshua Bennett အနေနဲ့ Olympic ကိုဒါအနိုင်ရရှိသွားနိုင်ခဲ့မယ်ဆိုရင်တော့ ranking top 10တဲ့ကိုချက်ချင်းဝင်ရောက်သွားနိုင်မှာလည်းဖြစ်ပါတယ်။ဝမ်ချမရှင်ရဲ့ပွဲဥထွက်မှာရှုံးနေသွားခဲ့ရတဲ့ဗရိုနီကာဟာဆိုရင်တော့မကြာခင်မှာပွင့်ပြန်ထိုးရမယ့်အကြောင်းတွေကိုလည်းပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ် ရော်နီကာဟာ1ချမ6ကိုစာချုပ်ကြီးနဲ့တိုင်းရိုက်ရောက်ရှိထားခဲ့တဲ့ fighter တအူလင်းဖြစ်ပါလေ။ဘုံထက်မှာတော့1ချမ6ကသူမကို Friday Fight ပွဲမှာပင်လက်ရည်ဆန်းတက်ခဲ့ပြီးတော့မှ Versica Vera ဆိုတဲ့ fighter နဲ့ပြီးတွေ့ခဲ့ပါလေ။1ချမ6ရဲ့ပွဲဦးထက်မှာတော့တလုံးပိုင်းပညာပိုင်းမှာလိုအပ်ချက်တွေရှိနေခဲ့ရပြီးတော့အမတ်နဲ့ရှုံးနေတွားခင်ရတာဖြစ်ပါလေ။ဝမ်ချမစ်ရှိကအကျိန်နေရှိတဲ့ပွဲတပွဲလို့တတ်မှတ်တာကြောင့်ဖိုက်တာနေအောင်စလုံးကိုဘွန်နက်ဂျီဘတ်3သိန်းခွဲပေးအပ်ခဲ့ပါလေ။ဒူမိုင်းရဲ့ဒုတိယမြောက်ပွဲကြောင့်ရော ဝမ်ဂျမစ်ရှိက Friday Fight ပွဲဒီမှာဆက်ထိုးခိုင်းအောင်မလားမမဟုတ်ရင်159နဲ့နံပါတ်စင်တက်စင်ပြီးကျင်းပတဲ့ VVV ပြိုင်ပွဲကြီးဒီမှာဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်တွန်းရမှာလည်းဖြစ်ပါလိမ့် Ronica ဟာအဖွင့်ပွဲမှာနိုင်ပွဲမယူပြနိုင်ခဲ့တာကြောင့်သူ့ရဲ့နောက်လာမယ့်ပွဲက155ပြိုင်ပွဲဒီမှာဖြစ်လာနိုင်ဖို့များနေပါလိမ့်တကယ်လို့ဝမ်ဂျမစ်ရှိက Ronica ကို155တက်သင့်မြင့်တဲ့ပွဲမျိုးမှာတဲပီးချင်းခဲ့တယ်ဆိုရင်တော့လာမယ့်လမှာကျင်းပပြုလုပ်တော့မယ့်159တန်တိပြိုင်ပွဲတွေမှာလည်းပွဲတဲပီးလာနိုင်ခြေရှိနေပါလိမ့် ။ဒါကြောင့်ဗရိုနီကာရဲ့နောက်ပွဲကအဲ့ဒီတိုင်းပွဲဒီမှာပေါဝင်လာနိုင်ချေရှိတယ်လို့ပြောရမှာဖြစ်ပါလိမ့်။ဇေဝင်စားဖို့ကောင်းလာကဗရိုနီကာဟာသူမပွဲပြန်ထိုးတော့မယ်ဆိုပြီးပရိသတ်တွေကိုအတိပေးလာတဲ့အချိန်မှာသူ့လိုပဲပွဲပြန်ထိုးတော့မယ်အကြောင်းကိုအတိပေးလာတဲ့ fighter တအုပ်ကလည်းရှိနေပါတယ်။သူမကတော့ one championship ရဲ့မွေးထိုင်းပိုင်းမှာပုံရိပ်ရထားပြည်တာဖြစ်တဲ့ super game ပဲဖြစ်ပါလိမ့်။ super game ဟာဆိုရင်လည်းအန်တန်ဝိတ်တန်မှာထုတ်တက်နေတဲ့ fighter ဖြစ်နေတာကြောင့် bronica နဲ့ဝိတ်တန်အဖြစ်တူညီနေပါလေ ဒါကြောင့်တမလို့နေအောင်ရဲ့ဒွဲဆိုင်ကအမန်နကင်ဖြစ်မလာနိုင်ဘူးလို့ပြောလို့မရသေးပါဘူး။စူပါကဲဟာဆိုရင်တော့ကစ်ပေါင်းစင်ခေါင်းစဉ်အောက်မှာစတန်ဖစ်တနဲ့ထူးတက်ဖို့တဲ့ဖိုက်တာတအုံးလင်းဖြစ်ပါလိမ့်။စတန်ကိုအကောင်းဆုံးရှင်ထူးပြတ်နိုင်ခဲ့ပြီးတော့ split decision နဲ့ကက်ပြီးရှုံးနေသွားခဲ့ရတာဖြစ်ပါလိမ့်။တကယ်တမ်းအဲ့ဒီပွဲကတိုင်းအဆုံးဖြတ်ချက်ဟာအငင်းပွားစရာဖြစ်ခဲ့ရပြီးတော့ပရိသတ်တချို့ကစူပါကဲအနိုင်ရတဲ့လဲဆိုပြီးမချက်ပြီးပြောဆိုခဲ့ကြပါလိမ့်။စူပါကဲဟာနောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲမှာဆိုရင်တော့ခရစ်စတီနာမိုရာလက်စ်ကိုအလဲထိုးနဲ့ရှုံးနေခဲ့ရပါလိမ့် အဲ့ဒီပွဲက2023ခုနှစ်ဩဂတ်စလတုန်းကဖြစ်ပြီးအခုဆိုရင်စူပါဂဲအနေနဲ့ပွဲဝီနေရတာလဲတနှစ်ကျော်လောက်ကြာနေပြီဖြစ်ပါလိမ့်ဝမ်ချမင်းရှိကပွဲဝီနေခဲ့ရတဲ့စူပါဂိတ်ကိုဗရိုနီကာနဲ့ပြီးတွေ့မလားဆိုတော့ကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေပါလိမ့်ပရမပွဲတုံးကပုံစံအရဆိုရင်တော့ဗရိုနီကာနေနဲ့အဓိကပြင်ဆင်သွားရမယ့်အပိုင်းကတက်လုံပိုင်းပဲဖြစ်ပါလိမ့်ဘိုက်တာတအူးအတွက်အခြေခံလူအပ်ချက်ကတက်လုံပဲဖြစ်နေတာကြောင့်ဖြစ်ပါလိမ့် တက်လုံးကြက်လာပြီးဆိုရင် Fighter 2ကလှုပ်ရှားမှုတွေနေလာပြီး Power 2ကလည်းမထွက်တော့တဲ့အတွက်ကြောင့် Game Plan ကောင်းနေတော့မှအလုပ်ကမဖြစ်နိုင်တော့ပါဘူး။ Veronica အနေနဲ့ Vera နဲ့ပွဲတုံးကနောက်ပိုင်းအခြေတွေမှာတက်လုံးဆူဆူရွရွကြခဲ့ရပြီးဘာမှမတုံ့ပြန်နိုင်တော့တဲ့အထိဖြစ်ခဲ့ရပါလိမ့်။ဒုတိယမြောက်ပွဲကြရင်သူမအနေနဲ့လိုအပ်ချက်တွေကိုပြင်ဆင်ပြီး Breath 3အတွက်အနိုင်ရလက်ယူပြနိုင်အောင်မလားဆိုတာကတော့စောင့်ကြည့်တော့ဖို့လိုအပ်နေပါလိမ့်။ Takiro ဟာဆိုရင်တော့ Japan Kickboxing လောကမှာပုံညှိညှိနဲ့ကစားသမားတအုပ်ဖြစ်ပြီးတော့ သူ့ရဲ့ level ကလည်းကမ္ဘာအဆင့်လောက်အထိကိုရှိနေပါတယ်။ Takiro ကနာမည်ကျော် K1 အဖွဲ့အစည်းမှာဝိတန်း၃ခုရဲ့ champion ဖြစ်တဲ့အထိလဲအောင်မြင်ခဲ့ပါတယ်။တကယ်လို့ Japan Kickboxing လောကမှာတန်ရှင် Nasukawara မရှိခဲ့ဘူးဆိုရင်တော့ Takiro ကအကောင်းဆုံးလူတောင်သတ်မှတ်လို့ရတဲ့အနေအထားမျိုးမှာရှိနေပါတယ်။သူက2023ခုနှစ်လောက်မှာပင် One Championship အဖွဲ့အစည်းနဲ့စာချုပ်ချုပ်ခဲ့ပါတယ်။ K1 အဖွဲ့အစည်းမှာလည်းအောင်မြင်ခဲ့တဲ့ Takiro အတွက် One Championship နဲ့စာချုပ်ချုပ်ရတဲ့အကြောင်းရင်းကလည်းတစ်ခုတည်းဖြစ်ပါတယ်။ အဲ့ဒါကတော့ rotten နဲ့ထုတက်ဖို့အတွက်ပါပဲ။ Takiru ကိုယ်တိုင်ကလည်း interview တွေမှာသူဟာ rotten နဲ့ထုဖို့ဝမ်ကိုလာတာဖြစ်တဲ့အကြောင်းကိုလည်းပြောဆိုခဲ့ပါလိမ့်။ Takiru ရဲ့ပွဲဥထက်မှာလည်းဝမ်ချမင်းရှစ်က rotten နဲ့ပွဲစီစဉ်ပြီးခဲ့ပြီမဲ့ rotten ကနှုတ်ထွက်သွားခဲ့ရတာကြောင့် super lat နဲ့ထုတက်လိုက်ရပါလိမ့်။ဒါပေမဲ့မချန်တီခင်ကကျင်းပပြုတ်သွားခဲ့တဲ့1172မှာတော့ Takiru နဲ့ rotten တို့ထုတက်သွားခဲ့ကြပြီဖြစ်ပါလိမ့်။ Takiru ဟာပထမချင်းပါတင် rotten ရဲ့အလေးထူးခြင်းကိုခံလိုက်ရတာလည်းဖြစ်ပါလိမ့်။ အဲ့ဒီပွဲပြီးမှဆိုရင်တော့ဖာကီရူအနေနဲ့အနားယူတော့မလားဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းလာခဲ့ပါလေ။ဖာကီရူဟာအသက်အရွယ်အရဆက်ထိုးလို့အဆင်ပြေသေးတဲ့အသက်အရွယ်မျိုးပင်ဖြစ်ပါလေ။ဒါပေမဲ့လည်းသူကိုယ်တိုင်အနားယူဖို့တိတ်မလို့တော့တဲ့အကြောင်းကိုထုတ်ပြောထားခဲ့တယ်လို့ဝမ်မာကလည်းလှုပ်ပြစရာရင်လို့မကြံတော့တာကြောင့်ဖြစ်ပါလေ။ဝမ်ရဲ့ကေပါစင်မူထိုင်းပိုင်းမှာပုံရိပ်အမြင့်ဆုံးဖိုက်တာတွေလို့ပြောလို့ရတဲ့ Rotten Super Lab နေအောင်စလုံးနဲ့ထုတ်တက်သွားခဲ့ပြီးပြီဖြစ်ပါလေ။ဒါကြတဲ့ Takiru ဟာ Super Lab နဲ့ပွဲပြီးမှကလေးက အနာယူချင်နေခဲ့တယ်လို့1172မတန်ခင်ကပြောဆိုခဲ့ပူပါတယ်။တို့အနေနဲ့အနာမယူရသေးတဲ့အဓိကအကြောင်းရင်းကတော့ Rotten နဲ့ထိုးဖို့ကြံရှိနေသေးတာကြောင့်ပဲဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ Rotten နဲ့လဲထိုးတက်ပြီးသွားတဲ့ Takiro ဟာတစ်ချင်းအနာယူသွားနိုင်ခြင်းလည်းရှိနေပါတယ်။ဒါမှမဟုတ်ရင်ဆက်ထိုးမင်းဆိုရင်တော့မှနှုတ်ဆက်ပွဲအနေနဲ့တပွဲနှစ်ပွဲလောက်ပဲထိုးတော့မဲ့ပုံစံမျိုးလင်းချက်သွားနိုင်တယ်လို့မြင်မိပါတယ်။1172ပြိုင်ပွဲရဲ့ပွဲပြီးအင်တာဗျူးမှာတော့ ဟခီရူကအနိုင်ယူနိုင်သလားဆိုတာနဲ့ပတ်သက်ပြီးအခုလိုပြောပြထားပါတယ်။ဒီကိစ္စအတွက်အခုချိန်ကစဉ်းစားသင့်တဲ့အချိန်လို့မထင်ပါဘူး။ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကိုမကြောက်ခင်မှာကြီးညာပြပါမယ်လို့ပြောဆိုသွားခဲ့ပါတယ်။ဒါကြောင့်ထခီရူအနေနဲ့သူ့ရဲ့အနာဂတ်အတွက်ဘယ်လိုမျိုးဆုံးဖြတ်သွားမလဲဆိုတာကတော့ပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားဖို့လိုအပ်နေပါလိမ့်။ UFC ကဒီတစ်ပတ်ထဲမှာလန်ဒန်မှာ UFC Fight Night ပြိုင်ပွဲကိုကျင်းပပြုလုပ်သွားခဲ့ပါလိမ့်။အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့ UFC Heavyweight ဂျာဖြတ်ချန်ပီယံကြီး ထွန်းအစပင်နကဒီပွဲကိုတက်ရောက်ကြည့်ရှုခဲ့ပါတယ်။နောက်ပြီးထွန်းအစပင်နက UFC ကအကြီးအကဲတွေကြားမှာလဲဆွေးနွေးမှုတွေရှိခဲ့တယ်လို့သိထားရပါတယ်။ထွန်းအစပင်နဟာ heavyweight ဂျာဖြတ်ချန်ပီယံဖြစ်တာကြာပြီးဆိုပေမဲ့လည်းဂျာတဲ့မှာခပ်တစ်ဘလေးတီနဲ့တော့မှ heavyweight ဂျာဖြတ်ချန်ပီယံပွဲကိုကောင်းကွယ်ပွဲထူးတက်လိုက်ရသေးပါတယ်။တော့အစပင်နဲ့ကလည်းပွဲချဖို့ကြံ့ကြံ့နေတဲ့အပေါ်မှာမကြည်မနှက်ဖြစ်နေတာမျိုးတွေ့မြင်ရပါတယ်။ဒါပေမဲ့ထွန်အစပင်နဲ့ UMC အကြီးကဲတွေရဲ့လန်ဒန်မှာတွေ့ဆုံဆွေးနွေးမှုဟာဆိုရင်တော့ အပြုတ်တော်ဆောင်ခဲ့တယ်လို့လည်းသိထားရပါတယ်။ထွန်အက်စပင်နဲ့ကတော့လန်ဒန်မှာ UFC ရဲ့စီးပွားရေးဆိုင်ရာအကြီးအကဲအဖြစ်တာဝန်ယူထားတဲ့အာတန်ကန်ဘဲနဲ့တွေ့ဆုံသွားခဲ့တာဖြစ်ပါတယ်။အက်စပင်နဲ့ကတော့မကြာခင်မှာပဲတည်င်းကြီးကြီးမမတခုတော့ကြာရလိမ့်မယ်ဆိုပြီးတော့လည်းဘရိတ်တရီကိုအတိပေးပြောဆိုသွားခဲ့ပါတယ်။အန်တာကက်ဘဲနဲ့ဆွေးနွေးမှုကအဆအဆအရာရာအဆင်ပြေခဲ့ပါတယ်။လက်ရှိမှာကျွန်တော်ဖြစ်ချင်တာကလည်းသူတို့ဘက်ကနားလဲတယ်လို့ company ဘက်ကလည်းအဲ့ဒီအတွက်လုတ်ပြီးနေတယ်ဆိုတော့ကိုလည်းနားလဲပါတယ်။ ပြည်သက်တွေကိုနားဆွင်ထားကြပါလို့ပြောချင်ပါတယ်။မကြာခင်မှာတော့တရင်ကြီးကြီးမားမားတစ်ခုလာဖို့ရှိနေပါတယ်။ဆွန်ပြီးထွန် SPN ကပြောပြသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတင်ဆိုရကဂျွန်ဂျွန်စ်နဲ့ထွန်အက်စပင်နေတို့တွဲဆိုင်တင်ဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့လည်းတစ်ဖက်မှာလည်းဂျွန်ဂျွန်စ်ကပွဲထိုးဖို့အတွက်6လလောက်အချိန်ယူပြင်ဆင်အောင်မယ်ဆိုတဲ့တင်တွေကလည်းထွက်ထားပြန်ပါတယ်။ဒါကြောင့်ထွန်အက်စပင်နေနဲ့နောက်ပွဲကဂျွန်ဂျွန်စ်မဟုတ်ဘဲတခြားဖိုက်တာနဲ့မဖြစ်လာနိုင်ဘူးလို့လည်းပြောလို့မရပြန်ပါဘူး။ လက်ရှိမှာတော့ heavyweight တန်ကအခြေအနေကအနည်းငယ်ရှုပ်ထွေးနေတဲ့လို့ပြောရမှာဖြစ်ပါတယ်1172ပြန်ပွဲအပြီးတည်တင်းစာရှင်းလင်းပွဲမှာဆိုရင်တော့ Chatri က Rotan ရဲ့နောက်ပြန်ဘက်ကဘသူလဲဆိုတော့ကိုတခါလေးအသိပေးသွားခဲ့ပါတယ် Takiru ကိုအလဲထိုးနဲ့အနိုင်ယူပြခဲ့တဲ့ Rotan ကို Chatri က Jonathan Hakati နဲ့ပြီးတွေ့စီချင်တာဖြစ်ပါတယ် Jonathan Hakati နဲ့ Rotan တို့ဟာပြန်ဖက်ဟောင်းတွေလဲဖြစ်ကြံပြီးတော့ Flyweight တန်မှာနှစ်ကြိမ်ထိတိုက်တွေ့ဆုံဖို့ပါတယ်အဲ့ဒီနှစ်ကြိမ်စလုံးမှာကလည်း Rotan ကပဲအသာစီးရယူပြထားနိုင်ခဲ့ပါတယ် ။တတိယမြောက်မကြီးပွဲမှာတော့မန်ချက်မစ်ရှစ်ဘက်ကဘန်နဝိတန်ကိုစီစဉ်သွားနိုင်ခြေရှိနေတယ်လို့သိထားရပါတယ်။ဒီလိုစီစဉ်သွားရတာကလည်းဂျော်နတန်ဟာကာတီအနေနဲ့အသက်အရွယ်အရဝေးချောင်းဖို့အဆင်မပြေတော့တာကြောင့်လည်းဖြစ်ပါတယ်။လက်ရှိမှာဂျော်နတန်ဟာကာတီကဝမ်ချမစ်ရှစ်ရဲ့ဘန်နဝိကစ်ဘောက်စင်ချန်ပီယံတူလင်းဖြစ်ပါတယ်။ဝမ်ချမစ်ရှစ်ဘက်ကရော့တန်ကိုဘန်နဝိကစ်ဘောက်စင်ချန်ပီယံခပ်ပတ်စင်ကိုခိုင်းတာမျိုးလည်းဖြစ်သွားနိုင်ဖို့များနေပါတယ်။ဂျက်ထရီရဲ့ပွဲပြီးအင်တာဗျူးပြောဆိုသွားပြီးတဲ့နောက်ပိုင်းမှာတော့ဂျော်နတန်ဟာကာတီကလည်းအကူစောင့်နေတာကြားပါပြီ ထုတ်တက်ဖို့အတွက်အသင့်ပါပဲဆိုပြီးပွဲကိုလက်ခံခဲ့တဲ့အကြောင်းကိုတုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။ဒါကြောင့် Rotten နဲ့ Jonathan Hakanti တို့ရဲ့တတိယမကြီးပွဲကဖြစ်လာဖို့တီချာတလောက်ကိုရှင်နေပါတယ်။ဒီကိစ္စမှာတော့ Jonathan Hakanti ကိုရင်ကလည်း Rotten Super Ladu ထဲကတယောက်ယောက်နဲ့ထုတ်တက်ခြင်းနဲ့ဆိုပြီးဂျိန်ကိုနေခဲ့တာပါ။ဒါကြောင့်သူရဲ့ဇာတ်နာကလည်းပြေဝါသွားခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။ဒုံချိန်မြောက်မကြီးပွဲကြရင်လည်း Jonathan Hakanti အနေနဲ့ Rotten ကိုရှင်နိုင်ဖို့မလွယ်ကူဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။ ရော့ထန်ဟာဘန်နဝိတန်ရဲ့ချန်ပီယံဖြစ်လာရုံနိုင်တယ်မကပဲသူ့ရဲ့ flyweight ခက်ပတ်ကိုပါပြန်ယူနိုင်ခဲ့မယ်ဆိုရင်တော့နတ်ထက်ကွန်းချန်ပီယံအဖြစ်ပါမြင်တွေ့သွားရနိုင်ခြေတောင်းရှိနေပါလေဘရစ်ဂျက်ဝီကရောဒီတွဲဆိုင်နဲ့ပတ်သက်ပြီးဘယ်လိုမျိုးထင်မြင်ယူဆထားကြမှာသလဲဟုတ်ကဲ့ပါဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြီးစုကြပေးနေတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါလေနောက်လာမယ့်နေ့တွေမှာလည်းအာကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအပြီးတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့ update ခဲ့ပေးဖို့တောင်းဆိုလိုက်ပါစီကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Joseph ဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစီ